မြန်မာတက္ကရာ1389တွင်နေဘွားအလုံးအတွက်မှတ်သားထားရမယ့်ဘီဒင်မတ်စုတွေကိုကျွန်တော်တို့ဘီဒင်တူတက် channel ကနေတင်ဆက်လိုက်ပါတယ်ဘီဒင်မတ်စုဆိုတာမှာနေနဲ့အလုံးအတွက်လူတူရှင်းဟောပြောချက်တွေနဲ့တခြားတိမတ်ဖွဲ့ရာဟောကိန်းတွေလည်းပါဝင်နေတာကြောင့်မတိလိုက်ရမရှိအောင်တေချာမှတ်သားထားဖို့တိုက်တွန်းလိုက်ရပါတယ် မြန်မာတက္ကရာ1389တနှစ်တာအတွင်းကန်ဇာရာအကောင်းဆုံးလို့ဆိုရမယ့်နေနံကတောက်ကြတာသမီးတွေဖြစ်ပြီးကန်ဇာရာအားအနည်းဆုံးနေနံကတော့ဂိုတဟူတသမီးတွေပဲဖြစ်ပါတယ်ဒုတိယအဆင့်ကန်ကောင်းဆုံးသူကအင်္ဂါတာသမီးတွေဖြစ်ပြီးဒုတိယအဆင့်ကန်အားအနည်းဆုံးသူတွေကတော့တနင်္ဂနွေတာသမီးတွေဖြစ်ပါတယ်တတိယအဆင့်ကန်ကောင်းဆုံးကစနေတာသမီးတွေဖြစ်ပြီးတော့ တတိယအဆင့်ကအားအ ਨੇ ဆုံးသူတွေကဂျာတာပရိသတ်သမီးတွေပဲဖြစ်ပါတယ်။တနင်္လာသားသမီးတွေကတော့ကန်စာရာပုံမှန်အခြေအနေရှိနိုင်ပြီးအကောင်းဘက်ကတော့အာတာပါလိမ့်မယ်။ဒါကနေနံအလိုက်နေသားသမီးအလိုက်တနှစ်တာအတွင်းကန်စာရာကောင်းဆိုးအခြေအနေကိုရေပုံရဖော်ပြတာဖြစ်ပါတယ်။ဆက်လက်ပြီးတနှစ်တာအတွင်းသတိထားရမယ့်နာမည်တွေအကြောင်းကိုဆက်လက်ပြောပြပါမယ်။ ဘယ်နေ့သားသမီးမဆိုနမေဘူတနင်းတွေအစတနင်းတွေအစုံမဲ့ခေါ်ထားရင်ဖြစ်စေဇာတာပတိအစဘုဒ္ဓဟုအစုံမဲ့ခေါ်ထားရင်ဖြစ်စေဘုဒ္ဓဟုအစဇာတာပတိအစုံမဲ့ခေါ်ထားရင်ဖြစ်စေတနစ်တာတွင်မှာတခြားသူတွေထက်အစအစအရာရာတတိထားတင်ပါလေအထူးသဖြင့်တနင်းတွေဘုဒ္ဓဟုနဲ့ဇာတာပတိသုံးလုံးကိုတွဲမြစ်ထားသူတွေကဒီတနစ်အတွင်းအများဆုံးကယူဆိုက်ရမဲ့သူတွေပဲဖြစ်ပါတယ်ဒီနမေတွဲတွေသာမကဒီနေ့နံသုံးခုပေါင်းပြီးအတူဖြီးသွားတာအလုတ်ဆက်တူလုတ်တာတွေဆိုရင်အဆင်မပြေဖြစ်တတ်ပါတယ် အခုဒီနေ့ငွေကြေးကံကိုဆက်ပြောပါမယ်။တနှစ်တာအတွင်းကြာတာပရိသတ်သမီးတွေကငွေကြေးကံအကောင်းဆုံးဖြစ်လာနိုင်ပြီးသူ့နောက်မှာတော့တောက်ကြတာသမီးနဲ့တနင်္လာတာသမီးတွေကငွေကြေးကံအကောင်းမဲ့သူတွေဖြစ်နေပါတယ်။အဲ့ဒီလိုပဲဗုဒ္ဓဟူတာသမီးတွေကလည်းမမျှော်လင့်ပဲငွေဝင်ထိပေါက်တာမျိုးကြုံရတတ်ပါတယ်။ငွေကြေးစီးပွားကံကောင်းနိုင်တဲ့ပေါ်ပြပါနေနံတွေအနေနဲ့ထိထိုးကန်ဆန်းတာတွေလည်းမမေ့မလျော့လုပ်ပေးတင်ပါတယ်ဆက်လက်ပြီးတနှစ်တာချစ်မြတ်တာရေးနဲ့ပတ်သက်တဲ့ကန်စားတာပိုင်းကိုပြောပြပါမယ်။ ဒီတစ်နှစ်တာအတွင်းတနင်္ဂနွေသားသမီးတွေဟာအခြေရေးအိမ်နောက်ရေးကန်စားတာအကောင်းဆုံးဖြစ်ပါတယ်တနင်္လာသားသမီးတွေကမြစ်တာရေးကန်အားနည်းပြီးအပြိုင်မှုဖြစ်တတ်ပါတယ်အင်္ဂါသားသမီးတွေကတနှစ်တာလုံးမှမကြာခဏရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေတတ်ပါတယ်ဘုဒ္ဓဟူသားသမီးတွေကစမ်းပွင့်ပြီးရွေးရခတ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ဇာတာပတိသားသမီးတွေကမြစ်တာရေးတာယာအေဂျင်ပဲနှစ်ဖြစ်ပါတယ်တောက်ကြသားသမီးတွေကစိတ်ညစ်စရာတွေများတတ်တဲ့နှစ်ဖြစ်ပါတယ်ဆန်နေသားသမီးတွေကချစ်မြတ်တာရေးမှာပူပန်သောကများရတတ်ပါတယ် ဒီတစ်နှစ်တာအတွင်းအင်္ဂါသာသမီးတွေဟာအိုးအိမ်နေရာဌာနနဲ့ပတ်သက်လို့မတိမငြိမ်ဖြစ်လာနိုင်ပြီးပူပြောင်းတီရွှေလို့ရတာတွေဖြစ်ပေါ်လာတတ်ပါတယ်။ယာတုဌာနလည်းအပြောင်းရွှေ့ဖြစ်တတ်ပါတယ်။တနည်းအနေနဲ့ဇာတပတိသားသမီးတွေကလက်ရှိနေရာဒေသကနေဝေးကွာတဲ့အရက်ဒေသတွေစီကိုပြောင်းရွှေ့ရတာအိုးအိမ်နေရာနဲ့ပတ်သက်ပြီးစိတ်ညစ်ရပူပန်ရတာတွေဖြစ်တတ်ပါတယ်။ဒီနှစ်ထဲမှာအိုးအိမ်နေရာဌာနနဲ့ပတ်သက်လို့ကံအားနေသူတွေလို့ဆိုနိုင်ပါတယ်။ ါပေမဲ့တနင်္လာစနေနဲ့ Yahoo တာသမီတွေကတော့ဒီတနှစ်တာအတွင်းအိုးအိမ်နေရာဌာနကန်စားတာကောင်းမွန်မဲ့သူတွေဖြစ်လို့အိမ်ချမ်းမြေရောင်းတာဝယ်တာနှားတာနဲ့အိမ်ချမ်းမြေကဏ္ဍမှာရင်းနှီးမြှုပ်နှံတာတွေလုပ်ရင်အကျိုးစီးပွားဖြစ်ထွန်းနိုင်ပါတယ်။မိမိတို့လိုချင်တောင့်တနေတဲ့ရာထူးနေရာဌာနတွေကိုလည်းရရှိတက်ရောက်ရှိတတ်ပါတယ်။တနည်းအားဖြင့်ဒီတနှစ်တာအတွင်းမှာနေရာဌာနကန်အားကောင်းသူတွေဖြစ်လို့ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချသင့်ပါတယ်။ ဒါကတော့မြန်မာတက္ကရာ1389တနှစ်တာအတွင်းနေသားသမီးအားလုံးကြုံတွေ့နိုင်တဲ့ကံစားရအဆိုးကောင်းခြေနေတွေကိုနားလည်မှတ်သားလွယ်အောင်တင်ပြပေးတာဖြစ်ပါတယ်။ကိုနိနန်ရကံကောင်းမဲ့အလားအလာတွေရှိနေရင်အခွင့်လန်းတွေကိုအမိရစုတ်ကင်တုံးချဖို့တိုက်တွန်းလိုပြီးကံစားရအားနည်းသူတွေဆိုရင်လည်းဇွဲလုံးလာမလျှော့ပဲတတိတရားလက်ကင်ထားပြီးဖြတ်တန်းကြော်လွန်နိုင်ဖို့ဗီဒင်တုတ္တကနေအားပေးစကားပြောလိုက်ပါတယ်။အဆုံးထိ ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ ဘီဒင်ဟောကိန်းတွေနားထောင်ခြင်းယင်ဘီဒင်ရပြအစီရင်တွေဝါသနာပါယင်ဘီဒင်တူတောက်ကို subscribe လုပ်ထားလိုက်ပါ